ားလုံးပဲမင်္ဂလာပါဒီကနေ့အောင်မျိုး YouTube Channel ကနေတပန်ကြီးကိုမန္တမများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ညီကိုမန္တမများအားလုံးကိုအတိတ်တော့အကြောင်းအရာလေးတစ်ခုနဲ့လာရောက်ရွေးဝင်မျှပေးရှင်ပါတယ်အဲ့ဒီအကြောင်းအရာလေးကတော့ဒီကနေ့ထိုင်းနိုင်ငံမှာအလွန်ကိုအလွန်ကိုစိုးရွားနေတဲ့အကြောင်းအရာလေးတစ်ခုနဲ့လာရောက်ရွေးမိတ်ဆက်ပေးရှင်ပါတယ် အဲအကြောင်းရေးလမ်းလေးမပြောခင်မှာကျွန်တော်ရဲ့အကောက်လေးကို subscribe လုပ်သွားပေးပါကျွန်တော်ရဲ့အကောက်ကို like လေးလုပ်သွားပေးပါဗီဒီယိုကလစ်ကိုလည်းအဆုံးအထိတိုင်အောင်ကြည့်သွားပေးပါလို့ကျွန်တော်အရင်ဆုံးပြောရှင်းပါတယ် okay စကြရအောင်ဒီကနေ့ထိုင်းနိုင်ငံရဲ့ယာတူတူထိုင်းနိုင်ငံရဲ့အပူချိန်အေးချိန်ကိုကျွန်တော်ပြောပြမယ် အခုကျွန်တော်ရဲ့အနောက်မှာပြထားတဲ့ဒီအေးချိန်ပေါ့နော်ထိုင်းနိုင်ငံရဲ့အေးဆုံးအချိန်အေးအေးဆုံးသောနေရာတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်ပထမအဆုံးတနေရာချင်းမရှင်းမရဲ့အပူချိန်ကိုကြည့်ကျွန်တော်ရဲ့အနောက်ဘက်က background လေးတွေကိုကြည့်တို့မဟုတ်ဒီဟာလေးကိုကြည့်ဒါချင်းမရဲ့ အေးချိန်အခုချိန်မဟုတ်ပါအေးချိန်နော်ဘယ်လောက်စီတောင်အေးလဲရတုတူကအလွန်ကိုဆိုးရွားနေပြီနော်ရတုတူကတရက်ထက်တရက်တနေ့ထက်တနေ့တနာရီထက်တနာရီပူပူပြီးအေးလာတယ်မနေ့ပိုင်းနေ့လယ်ပိုင်းညပိုင်းညတကောင်ရအချိန်အဲ့ဒီနေ့ချိန်မှာဆိုရင်လုံးဝကိုချားတယ်အေးချိန်ကွာချားတော့ပြောရနော်အေးချိန်ကွာချားတယ်အေးချိန်လုံးဝကွာချားတယ်တစ်ချိန်နဲ့တစ်ချိန်တနာရီနဲ့တနာရီတမိနစ်နဲ့မိနစ်တစ်စက္ကန့်နဲ့တစ်စက္ကန့် အပူချိန်ကအအေးချိန်တွေကအလွန်ကိုပါချတာဖြစ်တယ်ပြီးတော့ဒါမဲဆော့မဲဆော့ရအေးချိန်ကိုကြည့်ဒါနေ့လယ်ဘိုင်းမှာကျွန်တော်ရိုက်ထားတာအရာလေးပေါ့နော်အရင်အေးတယ်အရင်အေးတယ်နေ့လယ်ဘက်က27ဆိုတော့အေးတယ်ဒါတော့မှသူတို့ကပြောတော့ပါနော်တော်တော်အေးတဲ့အချိန်လေးရောက်နေပြီတဲ့ 20အောက်ဘန်ကောက်ဆိုရင်20အောက်ထိအောင်ရောက်တယ်တော်တော်ကြီးရေအခုချင်းမိုင်ဆိုရင်ချင်းမိုင်ချင်းမိုင်ချင်းမိုင်ပဲလဲတော်တော်အေးတယ်ချင်းမိုင်ပဲလဲတော်တော်လေးကိုအေးတဲ့အရာဖြစ်တယ်ချင်းမိုင်ပဲအဲအခုပေါ့နော်ညနေပဲ6နာရီကျော်မှာဆိုရင်သူ့ရဲ့အေးချိန်က30ဒီဂရီဖာရန်ဟိုက်အထိပဲရှိပါတယ်အရင်အေးတယ်လို့ခေါ်တယ်အဲ့ဒါအလွန်ကိုအေးတယ် အလွန်အေးတဲ့နေရာလေးတွေပေါ့နော်ပြီးတော့ဒုတိယတနေရာမှာဆိုရင်လမ်ဘွန်မှာဖြစ်တယ်လမ်ဘွန်လမ်ဘွန်မှာလည်းတော်တော်လေးကိုအေးရတယ်ရတဲ့သူတော်တော်လေးကိုအေးတယ်ထိုင်းနိုင်ငံထဲမှာနော်ဒါထိုင်းနိုင်ငံထဲကကျွန်တော်ရောက်တဲ့နေရာလေးတွေပေါ့နော်သူတို့ရဲ့အေးချင်အပူချင်တနေရာနဲ့တင်ရနေရာရဲ့ကွာခြားနှုန်းကွာခြားမှုချင်းမိုင်မှာချင်းမိုင်မှာမနေ့အညနေပိုင်း 6နာရီဒါမနဲ့ပိုင်းမဟုတ်လားညနေပိုင်း6နာရီကြေကြောဆိုရင်အခုကျွန်တော်ချင်းမရောက်နေတဲ့အခါမှာ6နာရီကြေကြော6နာရီကြေကြောမှာအေးချိန်ကဒီလောက်ထိတောင်အေးတယ်ဆိုတော့တော်တော်လေးမလွယ်ဘူး30 degree ဆိုတော့အရင်အေးလို့လို့ခေါ်လို့ရမယ်အရင်အေး20ဘန်ကောက်မှာဆိုရင်20 20 18 19တော့မှာတော်တော်လေးအေးနေစောင်းထဲမှာကွေးနေရတယ်အခုက တဆယ်ဆိုတော့ဘယ်လောက်ထိအောင်အေးလဲစဉ်းစားကြည့်။အဲကြောင့်ဟုတ်လို့ကျွန်တော်ရဲ့ဒီ video clip တစ်ခုထဲမှာကျွန်တော်တင်ထားတာရှိတယ်။ကျွန်တော်ဘယ်လိုတင်ထားလဲဆိုတော့အာဟိုတောင်ပေါ် data တွေမှာရှိတဲ့ time လိုမျိုးတွေပြီးတော့ your back channel မှာရှိတဲ့ your လေးတွေအဲထက်က isam လေး Thai isam လေး isam ဆိုတာကအာတောတောတောင်မှာအလုပ်လုပ်နေတဲ့လူတွေ အဲ့လိုတွေဆိုရင်သူတို့ကမြို့မြို့မှာနေတာမဟုတ်ဘူးကွာအဲ့လိုမျိုးရွာဘက်တွေမှာနေတာအဲ့လိုတွေဆိုရင်သူတို့ကဟိုတစ်ခါကျွန်တော်ပြောလာတဲ့ဗီဒီယိုကလစ်ထဲမှာပါနော်ဒီဒီဗီဒီယိုကလစ်ကွာဒီဗီဒီယိုကလစ်ဒီဗီဒီယိုကလစ်ထဲမှာကျွန်တော်ပြောသွားပူးတယ်သူတို့ကအရန်ကိုအေးတယ်အရန်အေးတဲ့အခါမှာသူတို့ဘယ်လိုလုပ်လဲကြည်လားအရန်အေးတဲ့အခါမှာသူတို့ကမနေ့စောစောသူတို့ကယ်ရီမထွက်ခင်မှာသူတို့အလုံးမလုံးခင်မှာဆိုရင်သူတို့မီးလုံကြတယ်မီးတွေမွေးပြီးတော့မီးတွေလုံပြီးတော့နေထိုင်ကြတယ် ဘာလို့လဲရတယ်သူအရင်အေးတဲ့အခါသူတို့အဲ့လိုမျိုးနေကြတာနော်အဲ့ဒီမျိုးတချို့နေရာမှာဆိုရင်လည်းတော်တော်များများအဲ့လိုမျိုးတွေပဲနေကြတယ်အရင်အေးတဲ့အခါမှာလည်းသူတို့ကခူးဆက်ရတယ်ကိုယ့်ကိုယ်ကိုခူးဆက်ရတယ်အရင်အေးတဲ့အခါမှာသူတို့အဲ့လိုမျိုးမီးလုံးနဲ့မီးနေတယ်အဲ့လိုမျိုးနွေနွေထွေးထွေးသူတို့နေကြတယ်ကွာအဲ့လိုမျိုးပုံစံအခုလည်းကျွန်တော်ပြောထားတဲ့ဒီမြုပ်နယ်တွေမှာဆိုရင်လည်းအရင်အေးတာဖြစ်တယ်အေးဆုံးကအဲ့ဒီချင်းမိုင်ချင်းမိုင်ကတောင်ပေါ်ဒေသဖြစ်နေတယ်အရင်အေးတယ် မဲဆောက်မှာကျတော့အပူဆုံးနေရာက ဖြစ်အပူဆုံးနေရာဖြစ်ပြီးတော့အခုအေးလာတယ်တော်တော်လေးကိုအေးလာတယ်နော်မနက်မနက်ဆိုရင်မနက်မနက်ဆိုရင်ကျွန်တော်ဟိုတစ်ခါမဲဆောက်မှာနေတော့ဆိုမနက်မနက်ဆိုရင်ခါခါလိုက်ကျွန်တော်မဲဆောက်သွားတယ်နော်ဆောင်းချုံစရာမလိုအခုတလို့ဆိုရင်ကျွန်တော်မဲဆောက်ဆင်းအဲ့တဲ့အခါမှာဆောင်းချုံရတယ်ဆောင်းထူကြီးချုံပြီးတော့အေးရတယ်မဖြစ်လို့ဆောက်အရင်အေးလာတယ်အဲ့လောက်ဆိုအောင်ဆိုးလာတယ်အခြေအနေပေါ့နော်အဲကြောင့်ကျွန်တော်ညီကိုတွေကိုတတိလာပေးခြင်းနဲ့နေနေထွေနေပါ ကျွန်တော်တို့ဘာပဲလုပ်ဘဲဘဲသွားသွားနွေနွေထွေထွေနဲ့နေပါနွေနွေထွေထွေနဲ့သွားပါအနွေးထဲတွေထူထူလေးဝတ်ပါဖြူဆိုင်ပါအခုတော့မှကျွန်တော်ချင်းမိုင်မှာနေတာဒီလောက်ထိအနွေးထဲနှစ်ထပ်သုံးထပ်လောက်ဝတ်နေရတယ်ဒီမှာအေးလို့အဲကြောင့်ကျွန်တော်ညီကိုတွေကရောက်စတဲ့ကိုကျွန်တော်အဲ့လိုမျိုးပြောချင်တယ်နွေနွေထွေထွေလေးနေပါအဲ့လိုမျိုးအာကျွန်တော်တို့ဘာပဲလုပ်ပါကွာဘာပဲသွားသွားကျွန်တော်တို့ကြကြမှာနွေနွေထွေထွေပုံစံနဲ့ကျွန်တော်တို့နေမယ်ကျွန်တော်တို့သွားမယ်လှုပ်ရှားမယ် အကြောင်းဒီကနေ့ကျွန်တော်ဒီဗီဒီယိုအနေငယ်ကိုကျွန်တော်လာရောက်ရွေးမြပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုကလစ်ကိုကြည့်သွားတော့ညီကောင်မတို့အရောက်ရှိတိုင်းကိုကိုယ်ရေးချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုဒီမှာလည်းပဲအဆုံးသတ်ပါတယ်အရောက်ရှိတိုင်းကိုကျေးဇူးတင်ပါတယ်